ါပြောတာမင်းသေချာနားထောင်ပါ။ငါတို့မြောက်ကိုစောင့်ကြည့်နေတဲ့သူတွေရှိတယ်။ဘယ်လိုပြဿနာတွေပဲဖြစ်လာဖြစ်လာ။မင်းမာယာပေါ်သစ္စာရှိပြီ။လေယာကလေယာ ကလေးอ่ะဘာကိစ္စလဲနင်းနဲ့ကြော်စွာနဲ့အဆင်မပြေဘူးလားဘာနဲ့ကိုကြော်စွာနဲ့ဘာမှမဖြစ်ပါဘူးအဲ့ဆိုရေးကြီးကိစ္စရှိလို့ဆိုပြီးတော့ခေါ်တာဘာကိစ္စလဲနင်းနဲ့ဘာနဲ့ကိစ္စဟမ်နင်းနဲ့ဘာနဲ့ကိစ္စဟုတ်တယ်ဆိုရင်ဘာလို့ယောက်ျားကိုနောက်ရခံနေတဲ့ရှိဘယ်သူနောက်ခံနေရလဲအားတော့ငါလည်းမသိဘူးဆိုတော့နင်းနဲ့ငါနဲ့အကြောင်း နောက်ညာတယောက်ကလိုက်ဖွာနေတယ်။ဘသူကဖွာကျင်လဲ။အဲ့တော့ငါလည်းမသိဘူးဆိုတော့နေနဲ့ငါနဲ့ပတ်သက်လို့ဖွာကျင်တဲ့သူကရှေ့လို့ရှိနေတာ။ဟုတ်သေးပါဘူး။ဖြစ်တော့မဖြစ်နိုင်ဘူး။ငါကလေး။နေနဲ့ငါနဲ့အကြောင်းအမည်။မအားလို့မြောက်ကတွေ့ပြီးတော့ကျန်တဲ့လူလည်းတိတ်နိုင်မှုကြပါဘူး။ပုံပုံပြောရရင်ကနေညမှာရင်းတော့မှာတိတော့ ။မာလည်းအလိုပဲချက်လာပြီ။ဒါမဲ့ဆိုတော့တတိဆိုတော့ပိုရင်ရှိ။ဖြစ်နေဘူး။ဘယ်ပြောတော့မဖြစ်နိုင်ဘူး။ဘယ်လိုပြောလို့မရဘူးဆိုတော့။ဘာပြောတော့လဲတေးချနာထောက်ပါ။ဘာလို့မရဘူးစောင့်ကြည့်နေတယ်သူရှိ။ဘယ်လိုပြဿနာရပဲဖြစ်လာဖြစ်လာ။မေမာရပေါ့တစ္ဆာရှိပြီပါ။ငါအခုဘာဖြစ်နေလို့လဲ။ဒီရက်ပို့ပြီးတော့တစ္ဆာရှိပြရအောင်မလားဟာလား။ရှိရမှာပေါ့။ မာယာနဲ့ရဲ့တည့်ရွေးကိုဇနီးမရဘူး။ဘလို့အခြေအနေတွေပဲဖြစ်လာဖြစ်ပါ။နင်မာယာဘက်ကရက်တည်ပြီးပါဆို။ဘာလဲကလေး။နင်ကအဲ့ဒီစကားနဲ့မဟုတ်နင်နာကလည်းပါထုတ်ရတဲ့သဘောလား။ဆိုဖို့။ကာနေကိုစကားကောင်းပြောနေတာ။နင်နဲ့ငါနဲ့အတိတ်မှာပတ်သက်ခဲ့တဲ့အကြောင်းအရာတွေဒီဘက်ကမသက်လာပါနဲ့။မာယာပဲသိလို့မဖြစ်ဘူးနော်။တကယ်လို့မာယာဘက်ကမေးလာလို့ရှိရင်ဒီအပြင်းထောင်နင်းပေးပါ။ ဟာအဲ့လောက်ပဲနေကိုပြောပြရစီနေုံကလေးဘာလို့အချောင်းကိုဖွားနေလဲနေတကယ်မသိရလားဘာတကယ်မသိရလဲတခုတော့ရှိဒီကိစ္စမှာမာယာနေကိုပန်နေရဝင်ရတော့အမှန်ပဲဟာမာယာငါ့ကိုတန်ရဝင်နေဟာလားဟုတ်တယ်ဆိုမာနေကိုအဲ့လောက်ပဲပြောပြစီနေတက်ကညထောင်စိတ်နေပြီ ။ဘာတွေလဲကွာ။ဟောမာယာဖုန်းဆက်ဆက်ပြီးပြဿနာရှာနေတာ။ဒီကိစ္စကြောင့်ပဲဖြစ်နေတယ်။ ယာမယာဘယ်တော့ပြန်ရောက်နေရလဲအော်မယာမနေ့ကမှပြန်ရောက်တာပါဟာလာမယာကဘယ်သွားမလို့လဲစွမို့ရောစွမို့လည်းမတွေ့ပါဘူးအော်မယာပြန်ရောက်တာကိုကိုစိုးမမသိသေးဘူးကိုစော်ထဲကမယာသူ့ကို surprise လုပ်ဖို့ဆိုပြီးတော့ပြန်လာတာ။အော်ဟုတ်လား။မယာပြန်ရောက်နေတာကိုစိုးမကလုံးဝမသိဘူး။ဟုတ်တယ်ကိုစော်ထဲက အဲ့ဒါလေးတလက်စာရဲ့မာပြောင်းနေတယ်ဆိုတာကိုအူဆုံးမှုတောင်းပြောပါနဲ့ဦးနော်ဖေးချောက်အမယာရဲ့မာယာမသိသေးခြင်းဦးဆိုရင်ကျွန်တော်လုံးဝတောင်းပြောပါဟုတ်ကဲ့ဟိုကျေးဇူးတင်ပါတယ်အမယာသွားလိုက်အောင်မယ်နော်အမယာခဏလေးပါမာယာချိန်ရတယ်ဆိုရင်ကျွန်တော်နဲ့အေးဆိုင်ခဏလိုက်ခဲ့ပါလားကျွန်တော်မာယာစကားလေးပြောရရှိလို့ပါလာပါမာယာနော်အေး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  ဆုံးမနဲ့အဆင်ပြေရတာအအဆင်ပြေပါတယ်ကိုစောထရဲ့ဘာဖြစ်လို့လဲဟုတ်လို့လားမာယာရဲ့မာယာဆုံးမကို surprise လုပ်ဖို့လာတာဆိုရင်မာယာရဲ့ပုံစံပျော်ရွှင်နေရမှာလေအမာယာဒီလိုပုံစံနဲ့ပဲနေကြလို့ပါကေဝထားလိုက်ပါတော့မာယာတို့အဆင်ပြေတယ်ဆိုရင်လည်းပြီးတာပါဗျာ မာယာကူညီလိုအပ်တယ်ဆိုတော့ကျွန်တော်ပြောပါကျွန်တော်အရင်ဖုန်းနံပါတ်ပဲခိုင်းတယ်မာယာရောအရင်ဖုန်းနံပါတ်ပဲလားမာယာကျွန်တော်မာယာကိုပြန်တွေ့ရတာအရင်တော့ကျွန်တော်တို့ရဲ့ဆက်ဆံရေးပြန်ပြီးတော့တတိယမာယာတို့ရဲ့အင်တာနက်အဆင်ပြေမပြေတော့ကျွန်တော်မသိဘူး မာယာသာကျွန်တော်နဲ့အိမ်တုံကြခဲ့ရင်မာယာအငြင်းပျော်နေရမယ်ဆိုတာတော့ကျွန်တော်မြဲတွေးနေမိတယ်ဒီလိုပြီးတော့ကျွန်တော်မာယာကိုဘူးချင်တယ်တော်ပါတော့ကိုစော်ထည့်ရယ်ကျွန်မကိုတော့ပြင်ပြပါဦး သေချာနေပါဘူး။သူပြန်လာတာငါဆပေးလိုက်တဲ့စူးမှုရဲ့ပြဿနာကြောင့်ဆိုတာသေချာနေပြီ။မကြခင်မှာအဖြစ်တခုသိရတော့မှာပါမယ်။အဲရင် project လေးလည်းပြီးသွားရောနော်။ကိုချောဆောင်ပြီးပါတယ်။ကလေးအောင်ဒီမှာလက်မှတ်လေးထိုးပေးပါအောင်။ ။အော်အလေအလေရုံးလိုက်ပြောပေါ့ဖုန်းဆက်လိုက်ပေါ့ကုလာကြုံမှာပေါ့။ဟာကလေးဟာဟာရှာလာရပါလေကိုကျော်စားလေဟာလာတဲ့ကလမ်းမှာကောင်းနေရမ်းမှုပြီးတော့အနေသလိုဖြစ်တယ်။အော်ဒါနဲ့မြရုံးလာနေတဲ့ကလေးရရဲ့စိတ်ခံတော့မှာပေါ့အောင်သူဟိုမင်းမဆက်လို့ထားလိုက်တော့ကွာနော်ဟာကလေးရစိတ်ခံလိုက်ပို့လိုက်အောင်ဟုတ်ကဲ့ လာကလေးလာကဲမောင်ကျော်စွာအခြားဘာယောဂမှာတော့မရှိဘူးမိမိမမကိုဝင်ရှိနေလို့မူးသွားတာပါကွဲ့ဗျာဆင်မတကယ်ပြောနေရလားဟုတ်တယ်တကယ်ပြောတာဗောကွဲ့မင်းရဲ့ဆန္ဒတွေပြည့်သွားပြီလေဟာဝမ်းသာလိုက်တာဆရာမရယ်အဲ့တော့ကျွန်တော်ကလေးပဲဖြစ်ပြီဗော ဝမ်းသာပါလေကွယ်ကလေးဟိုကလေးပင်ဖြစ်ပြီရဲ့ကလေးလည်းကလေးမင်ဖြစ်ပြီရေးကြည့်တာကတော့မိခင်ရောကလေးရောကျမ်းမာဖို့ပဲလိုတယ်အားစိမမှန်တော့အားရှိတဲ့အစားအစာတွေစားအေးရေးဝါးဝါးအိပ်ဖို့လိုတယ်ဒီနေ့ကတော့ပြန်လို့ရပြီနော်ကဲဆုပါရှင်ကြားနော်အဲ့တော့ခွင့်ပြုပါအောင်ဆရာမ။ကဲလာဘီဘီလေးမမေဖြည်း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 